ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့စိတ်မကောင်းစရာတည်တင်းတပုတ်လို့ပြောပြမယ်ပေါ့နော်ဒီတည်င်းကကြည့်ပြရလူတွေရှိမယ်မတိပြတာမတိရရဲ့လူတွေတည်းပြပြမယ်နော်ဒီတည်င်းရရတော့ထိုင်းနိုင်ငံရဲ့ဒီမြို့တမျိုးဝရွာတရွာမှာဖြစ်သွားခဲ့တဲ့တည်င်းလေးပေါ့နော်အဲ့အိမ်တအိမ်မှာတာဖာနှစ်ယောက်ပဲနေရပေါ့နော်တရက်မှာသူ့အဖေကအလုပ်ကိစ္စရှိလို့ဆိုမှတရားကိုတယောက်တည်းအိမ်မှာထားပြီးတော့သူကအပြင်သွားခဲ့ရပေါ့နော်ဒါနဲ့ည7:00နာရီဒီပြန်လာတဲ့အချိန်မှာအိမ်မှာသူ့သားမရှိရောပေါ့နော်သူ့သားမရှိရောသူကအိမ်တော့ဝန်ကျင်ကလူတွေနဲ့သူ့သား က်ရှာရင်လည်းလုံးဝမတွေ့ဘူးမတွေ့တဲ့အတွက်ကြောင့်မလို့သူကရဲကိုတိုင်းလိုက်တယ်ပေါ့နော်ရဲရင်လည်းလိုက်ရှာလိုက်ရှာရင်လည်းနောက်တည့်ရက်နောက်တည့်ရညနေပိုင်းလောက်မှပေါ့နော်အိမ်ထဲမီတာ900လောက်အကွာမှသူတာအလောင်းဒဏ်ရာပေါင်း60နဲ့သူတာရဲ့အလောင်းကိုတွေ့ပေါ့နော်သူတာ ပြီးရင်ကလေးရဲ့နားနှစ်ဖက်တည်းလည်းလုံးဝမရှိတော့ဘူးကနော်အကုန်လုံးပြတ်ထွက်နေရပါတော့အာအဲ့ဒါနဲ့ရအဲ့အိမ်မှာကသူတို့တာဖာနှစ်ယောက်ထဲနေထိုင်တာပေါ့နော်သူတို့တာဖာနှစ်ယောက်အဲ့ကလေးလေးကိုအဖေကဆင်လာတာအရွယ်ကလေးသူတယောက်ထဲပြုစုပြုဆောင်နေတာပါဒါနဲ့ရဲတွေကကလေးရဲ့အလောင်းကိုအာတက်ခွဲဟိုလည်း ခွဲရန်းကိုပို့ပြီးစေယုံကိုပို့ပြီးစစ်စီလိုက်တဲ့အခါမှာဒီလူနှိပ်ဆက်ထားတဲ့ဒဏ်ရာတွေမဟုတ်ပဲနဲ့ခွေးကြိုက်ထားတဲ့ဒဏ်ရာတွေဖြစ်မှာပါတယ်အဲ့ဒါနဲ့အဲ့လမ်းတစ်လျှောက်မှာရှိတဲ့ CCTV ကို CCTV ကိုဆက်ချလိုက်ကလေးကိုတွေ့ရတဲ့လမ်းတစ်လျှောက်မှာရှိတဲ့ CCTV ကိုဆက်ချလိုက်တဲ့အခါမှာ ကလေးကည7:00နာရီလောက်မှာတဲ့ကားလေးကိုသူသူအယုတ်ကားလေးကိုကင်ပြီးတော့အပြုံထွက်လာတဲ့အချိန်မှာလမ်းမှာခွေးနှက်ကောင်မျက်လုံးကြီးရဲနေတဲ့ခွေးနှက်ကောင်ကကလေးကိုဆွဲပြီးတော့ဒီကလေးရဲ့ဦးခေါင်းခွန်တွေကိုရောကပ်ပြီးတော့ကိုယ်လုံးကိုကပ်ပြီးဒီနားနဲ့ဖက်လုံးကိုကိုက်ဖြတ်ထားတာပဲဖြစ် စ်ပါတယ်တဲ့အာတောင်းဝန်ကျင်ကလူတွေပြောတဲ့ပုံအရာတော့ကလေးလေးကကြည့်ရတဲ့ပုံစံကပိုက်စာနေရနေမှာတဲ့ပိုက်စာလို့သူကသူစားနေကြသမင်းဆိုင်ကိုတွားနေတဲ့အလမ်းမှာအာအကိုက်ခံရတာဖြစ်နိုင်တယ်တဲ့ဘာဖြစ်လို့ဆိုကလေးလေးကိုတွေ့ကလေးလေးရဲ့အလောင်းကိုတွေ့ရနေရကလည်းအဲ့ဒီရဲ့ဆိုင်တွားရဲ့လမ်းမှာဖြစ်နေလို့ပါ အဲ့ဒါကြောင့်ကလေးရှိရဲ့ဖူဖေမမီအနေနဲ့ခွေးလေးရင်နဲ့ပေါ့နော် ကလေးလေးကိုတယောက်ထဲထားပြထားလိုက်ထားထားရလို့မလုံးနဲ့ပေါ့နော်အနေအနေရများပါတယ်ကလေးလေးကိုယူဆိုင်ကြပါလို့ကလေးလေးရဲ့ဖူဖေမမီပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်